အားလုံးမင်္ဂလာပါအောင်ရင်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ရှိယိုယောဂရဲ့ရှေးဥလက္ခဏာ၉ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ရှိယိုယောဂဟာနာတာရှိယောဂတစ်ခုဖြစ်တယ်လူနေမှုပုံစံတွေကြောင့်ရှိယိုဖြစ်သူတွေတဖြည်းဖြည်းများလာပါစီဂျိုအမျိုးအစားခွဲခြားမှုတွေမှာအမျိုးအစားများစွာရှိတယ်ဆိုပေမဲ့အထက်ကတော့လူတိများတာနှမျိုးစာရှိပါတယ်အဲ့ဒါတွေကစီဂျိုအမျိုးအစား1နဲ့ ဆီးယိုအမျိုးအစားနှစ်တို့ဖြစ်ကြပါတယ်။ဆီးယိုယောဂအမျိုးအစားတစ်ကတော့ခလေးနဲ့လူငယ်တွေမှာအဖြစ်များတာကြောင့်ဟိုတုန်းကတော့ခလေးဆီးယိုလို့ခေါ်ခဲ့ဘူးတာရှိပါတယ်။နောက်တော့အင်ဆူလင်မီခိုဆီးယိုယောဂလို့လည်းခေါ်ဆိုကြပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းကတော့ကိုယ်ခံအားစနစ်က pancreas မှာရှိတဲ့ insulin ထုတ်လုပ်တဲ့ beta ဆဲတွေကိုမှန်ယွင်းစွာတိုက်ခိုက်ဖြည့်ဆည်းတာကြောင့်ဖြစ်လာတဲ့ကိုယ်ခံအားယောဂတစ်မျိုးဖြစ်ပါတယ် စီဂျူအမျိုးအစား၁ဟာစီဂျူယောဂအားလုံးရဲ့900ရာခိုင်နှုန်းကနေ1000ရာခိုင်နှုန်းသာရှိပါတယ်။နောက်တစ်မျိုးကတော့စီဂျူယောဂအမျိုးအစား၂ဖြစ်ပါတယ်။ပုံမှန်အဖြစ်တော့နှစ်ပေါင်းများစွာကြာတော့မှတဖြည်းဖြည်းဖြစ်လာတတ်ပါတယ်။လူများစွာဟာသူတို့မှာယောဂရှိတာကိုမသိကြပါဘူး။ဟိုတုန်းကအရွယ်ရောက်မှဖြစ်လာတဲ့အတွက်အရွယ်ရောက်စီဂျူယောဂလို့လည်းခေါ်ဆိုခဲ့ဘူးပါတယ်။နောက်နာမည်တစ်ခုကတော့ အင်ဆူလင်ကိုမမီခိုတဲ့စီဂျူယောဂါလို့လည်းခေါ်ကြပါသေးတယ်။လူတွေရဲ့ဘဝနေထိုင်မှုပုံစံကကမောက်ကမဖြစ်လာတော့အဝလွန်သူတွေများလာတာကြောင့်ခုနောက်ပိုင်းမှာကလေးနဲ့လူငယ်တွေလည်းဖြစ်တာကိုတွေ့လာရပါတယ်။စီဂျူယောဂါအမျိုးအစားနှစ်ကကိုခန္ဓာကအစောပိုင်းကာလမှာအင်ဆူလင်ကိုဆက်လက်ထုတ်လုပ်ပေးပါတယ်။ဒါပေမဲ့လုံလောက်မှုမရှိဖြစ်လာတယ်။အချို့ကတော့ခန္ဓာကိုယ်ဆဲတွေကခိတိရရောက်အတုံးမပြုတ်နိုင်တာမျိုးလည်းရှိပါတယ်။အချိန်ကြာလာတဲ့အခါ ပန်ခရီးယားစ်ဟာအင်ဆူလင်တဖြည်းဖြည်းနည်းလာပါတယ်။ရှီးချိုအမျိုးအစားနှစ်ယောဂဟာရှီးချိုယောဂအားလုံးရဲ့90ရာခိုင်နှုန်းကနေ95ရာခိုင်နှုန်းအထိဖြစ်လာပါတယ်။ဒါကြောင့်အဖြစ်အများဆုံးရှီးချိုယောဂတစ်ခုဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ရှီးချိုအမျိုးအစား1ယောရှီးချိုအမျိုးအစား2ပါ အသက်အရွယ်မရွေးဖြစ်လာတာကိုတွေ့လာရပါတယ်။ရှီးချိုအမျိုးအစား2ယောဂရှိသူတွေဟာအစောပိုင်းအဆင့်တွေမှာတိတာထင်ရှားတဲ့ယောဂလက္ခဏာတွေမခံစားရတာတွေရှိပါတယ်။ ဒါပေမဲ့သတိပြုသင့်တဲ့ဖြစ်နိုင်ခြေရှိတဲ့အစောပိုင်းလက္ခဏာတွေရှိပါတယ်အဖြစ်များတဲ့စီးယိုယောဂရဲ့လက္ခဏာတွေကအထူးသဖြင့်စီးယိုအမျိုးအစား1နဲ့စီးယိုအမျိုးအစား2နှစ်မျိုးစလုံးအကျုံးဝင်ပါတယ်စီးယိုအမျိုးအစား2မျိုးစလုံးအတွက်ဖြစ်လာတဲ့ယောဂလက္ခဏာတွေကဘာတွေလဲအဲ့ဒါတွေကတော့နံပါတ်1မကြာခဏစီးသွားတယ်ရေပိုးစားတယ်ဒါကြောင့် ုံမှန်တဲ့မကြာခဏစီးသွားခြင်းညဘက်မှာစီးပိုသွားတတ်တယ်။ဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့ကြောက်ကတ်တွေကသွေးထဲမှာရှိတဲ့တကြားဓာတ်ပိုရှာနေတာကိုဖယ်ရှားနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နံပါတ်1ရေငတ်မှုတိုးလာတနည်းတားလုံးပုံမှန်မဟုတ်ပဲရေငတ်နေတတ်တယ်။ဘာကြောင့်ဆိုတော့မကြာခဏစီးသွားနေရတော့ခန္ဓာကိုယ်ကအရေတွေဆုံးရှုံးနေတဲ့အတွက်ကြောင့်ဖြစ်ရတာပါ။ နံပါတ်3စာလောင်မှုတွေပိုတိုးလာတခုခုစားပြီးဖြစ်ပေမဲ့ပုံမှန်နဲ့ပိုစာနေတတ်တယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကကိုခန္ဓာရဲ့ဆဲတွေကဂလူကို့စ်ကနေလုံလောက်တဲ့စွမ်းအင်တွေမရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နံပါတ်4အကြောင်းမရှိပဲကိုလေးချိန်ကြလာကိုလေးချိန်ကိုချတာမျိုးမဟုတ်ပဲကိုလေးချိန်ကြီးအကြောင်းပဲကြလာဒါဟာစီးကြိုအမျိုးအစားတစ်မှာပိုအဖြစ်များပါတယ် ဒါပေမဲ့စီဂျူအမျိုးအစားနှစ်မှာလည်းဖြစ်တတ်ပါတယ်။စီဂျူယောဂါသည်တွေဟာနှစ်လသုံးလအတွင်းမှာ၁၀ပေါင်ကနေပေါင်20အထိကျသွားတတ်ပါတယ်။စားတဲ့အစားအစာကစွမ်းရင်နေမရတဲ့အခါစွမ်းရင်ရဖို့အတွက်ကြွက်သားနဲ့အစီတွေကနေစုပ်ယူရတဲ့အတွက်ကိုယ်လေးချိန်ကျလာခြင်းဖြစ်ပါတယ်။ကြောက်ကကအရင်ကတည်းကပိုအလိုလောက်လာရတဲ့ရေဓာတ်ဖြည့်ပေးနေရတဲ့အတွက်ကိုယ်လေးချိန်ကျလာပါတယ်။နံပါတ်5 ပင်မနွမ်းနေနေတယ်အမြဲလိုလိုပင်မနွမ်းနေနေတတ်တယ်အားနေနေတယ်လို့ခံစားရတယ်ဒါကတော့ခန္ဓာကိုယ်ကဂလူကို့စ်ကိုစွန့်အင် အတွက်ထိတိယောက်ယောက်အသုံးမပြုနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နံပါတ်6အမြင်တွေပုံသွားလာတွေးတွင်းတခြားတတ်မြင်မာနေတဲ့အတွက်မျက်လုံးရဲ့မှန်ဘလူးကိုထိကြိုက်စေပြီးယာယီအမြင်ပုံသွားခြင်းကိုဖြစ်စေပါတယ် မြမခုနဲ့နာရီဖြစ်လာရင် အနာကျက်ဖို့ကြာတတ်တယ်။တွေးစရာမြင်မာလာတာကြောင့်တွေးလက်ပတ်မှုနှီးကွေးသွားပါတယ်။အာယုံကျော်လုံငောင်းတွေမှာလည်းထိခိုက်လာပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကဖြစ်တဲ့အနာရီကျက်ဖို့ပိုခက်ခဲလာခြင်းဖြစ်ပါတယ်။နံပါတ်၈ခဏခဏကုဆက်ယောဂါဖြစ်လာတွေးစကြတာမြင်မာလာတာဟာ ခုခံအားစနစ်ကိုအားနည်းစေပါတယ် ယောဂပိုးကိုလူတွေကူကူဝင်ရောက်ဖို့ခွင့်ပြုတယ်လို့ဖြစ်စီပါတယ်။ဒါကြောင့်အရေးပြားယောဂတွေဖြစ်လာတယ်။စီလံကြောင့်ပိုးဝင်တာတွေဖြစ်လာတယ်။မိမကိုမှုဆွဲတာတွေစတဲ့ယောဂပိုးနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်လာပါတယ်။တခြားတဲ့မြန်မာနေတဲ့ပတ်ဝန်းကျင်ဟာယောဂပိုးမွားတွေကိုပောက်ပွားဖို့အလွန်လွယ်ကူတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်စီပါတယ်။နံပါတ်9အရေးပြား6တွေ့လာတယ်။တွေးလက်ပတ်မှုမကောင်းဖြစ်လာတယ်။မကြာခဏရေငတ်တဲ့အတွက် ရေတက်ခမ်းချောက်မှုလည်းဖြစ်လာတယ်။အရေပြားကရေတက်ကိုပိုဆုပ်ယူခြင်းခံရတဲ့အတွက်အရေပြားတွေချောက်ထွေလာတယ်။ဒါ့အပြင်အရေပြားရရန်ခြင်းမှဖြစ်လာပါတယ်။အခြားဖြစ်နိုင်ရည်ရှိတဲ့ယောဂါလက္ခဏာတွေလည်းရှိပါသေးတယ်။အဲ့ဒါတွေကတော့ခြေလက်တွေထုံကျင်လာတယ်။တွေးရင်းကိုလည်းစောတွေမြင့်တဲ့အခါတွေးလက်ပတ်မှုတွေနှိကိသွားပါတယ်။အာယုံရောတွေပျက်စီးလာတယ်။ဒါကြောင့်ခြေလက်တွေထုံကျင်လာပါတယ်။ဒါကလည်းစည်းကြိုအမျိုးအစားနှစ်မှာပိုထင်ရှားတဲ့ အစောပိုင်းလက္ခဏာတခုဖြစ်ပါတယ်ဒါအပြင်အရေပြားမှာအမဲခွက်တွေဖြစ်လာတယ်အမဲခွက်တွေဟာလေပင်ဂျမ်းကြားနဲ့ပေါင်ကြံတွေမှာအဖြစ်များတာကိုတွေ့ရတတ်ပါတယ်ဒါဟာအင်ဆူလင်ခံနိုင်ရည်ရှိခြင်းရဲ့လက္ခဏာတခုဖြစ်ပါတယ်အချုပ်ပြောရရင်ဆီယူအမှတ်နှစ်ရဲ့ယောဂလက္ခဏာတွေဟာတဖြည်းဖြည်းချင်းဖြစ်ပေါ်လာတတ်ပါတယ်ယောဂမပြင်းထန်တဲ့အတွက်ကြောင့်အလွယ်တကူယူဆိုင်မိဖို့ခက်ခဲစေနိုင်ပါတယ်ဆီယူယောဂအမျိုးအစားတည့်ရဲ့လက္ခဏာတွေက ပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတတ်ပြီးပြင်းထန်တတ်ပါတယ်။ဗာလက္ခဏာမှာမပြတဲ့စီဂျိုယောဂအမျိုးအစားနှစ်တွေမှာအစောပိုင်းကာလမှာတိတာထင်ရှားတဲ့လက္ခဏာတွေမရှိတတ်ပါဘူး။ပုံမှန်စစ်ဆေးမှုတွေလုံးမသာသိနိုင်ပါတယ်။ဒါကြောင့်တွေးစကြားဓာတ်ကိုမကြာခဏစစ်ဆေးသင့်ပါတယ်။ဒါဟာယောဂလက္ခဏာရှိသူတွေအတွက်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ဒီလိုယောဂလက္ခဏာတွေတစ်ခုတည်းပိုပြီးဖြစ်လာတဲ့ဆိုရင် မပေါ့ဆပဲတက်ကြွနားလဲသူတွေနဲ့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့အလွန်အရေးကြီးပါတယ်ဒီလိုလုပ်တာဟာစောစောစီးစီးယောဂရှာဖွေ တွေးရှိနိုင်တယ်လို့ယောဂဖြစ်ရင်လဲစီးရိုယောဂရဲ့နောက်ဆက်တွဲပြဿနာတွေကိုကာကွယ်ရာရောက်ရှိပါတယ်အဆအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်တော့ဘယ်လိုကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုဒီချိန်နှိပ်ပေးထားပါလို့မြစ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်လူသားအားလုံး လွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.